တောင်အဖရိကနိုင်ငံရဲ့လက်ဝဲစုံစည်းပွားရေးလက်လက်ခွင့်တိုက်ခိုက်ရေး EFF အဖွဲ့ဝင်အနေနဲ့ပါလီမန်လုံခြုံရေးဆိုင်ရာအရာရှိတွေပါလီမန်ထဲမှာဖေဖော်ဝါရီလ9ရက်နေ့ကရုံးရင်ဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။တမလဂျက်ကော့ဆူမှာနိုင်ငံတော်မိကွန်းပြောကြားနေတာကိုကြားဖြတ်ဝင်ရောက်ပြောဆိုမှုတွေကြောင့် EFF အဖွဲ့ဝင်တွေကိုလုံခြုံရေးအရာရှိတွေကလွှတ်တော်ခန်းမတွေကနေဆွတ်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။လွှတ်တော်အဆောက်အအုံပြည်ဝင်ထဲမှာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးဥပဒေပြုအမတ်တွေကလွှတ်တော်ဥက္ကဋ္ဌရဲ့အမိန့်အရအနီရောက်အမှတ်တံဆိပ်ဝစ်ဆင်ထားတဲ့ EFF အဖွဲ့ဝင်တွေကိုလွှတ်တော်တွေကနေလုံခြုံရေးတွေကိုဆွတ်ထုတ်ခိုင်းခဲ့ပါတယ်။ EFF အဖွဲ့ထောက်ခံသူတွေနဲ့ အာဏာရအာဖရိကအမျိုးသားကွန်ဂရက် ANC ပါတီထောက်ခံလူတွေကိုလူစုခွဲဖို့မူးမေ့စေတဲ့လက်ပစ်ပုံတွေကိုရဲတပ်ဖွဲ့ကလွှတ်တော်ပြင်ပမှာပစ်ခတ်ခဲ့ရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ဖို့ပြင်နေတဲ့လူတယောက်ကိုအစွမ်းငုံကောက်ွက်ပေးနေတဲ့ဒုစိုက်သမားတွေရဲတွေစစ်သားတွေနဲ့ကျွန်တော်တို့တွေကိုချောက်လန့်လို့မရပါဘူးကျွန်တော်တို့တွေဒါမျိုးခုပြမှာမဟုတ်ဘူးလို့ EFF အဖွဲ့ခေါင်းဆောင် Julius Malima ကပါလီမန်ဆောက်အောင်ရှိမှာမီဒီယာကိုပြောကြားခဲ့တဲ့ကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်ဒီသတင်းကိုကျော်စုဝေမှဘာသာပြန်ဆိုထားတာဖြစ်ပြီးတင်ဆက်သူကျွန်မဖြူဦးစုဖြစ်ပါတယ်